အားလုံးပဲမင်္ဂလာပါခင်ဗျာ C40 YouTube Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့အားချစ်ထပါတယ်ဒီကနေ့မှာတော့လူမန်နေရမန်ဆိုတဲ့စောင်းမတစ်ဖုတ်ကိုတင်ဆက်ပေးချင်ပါတယ်ဤစောင်းမအားမျှဝေခွင့်ပြုပါရန်ဆရာတင်ညွတ်နဲ့တကွာသက်ဆိုင်သူအားလုံးကိုဤနေရမခွင့်တောင်းအပ်ပါသည်ခင်ဗျာလူမန်နေရမန်ကားလုပ်ငန်းရှင်ကြီး Henry Ford သည် စီဝါရေးလုပ်ငန်းတွေပဲသူ့လုပ်သမားများကိုအမြင့်ဆုံး လုခော့လော့စာပေးသူအဖြစ်ထင်ရှားသည်တနေ့တွင်သူ့ထံကိုတရင်ထောက်တရရောက်လာပြီးအင်တာဗျူးရာတွင်ခမားဆက်ယုံမှအမြင့်ဆုံးလော့စာရတဲ့သူများရှိသလားဟုမေးလိုက်လေသည်ဖော့ကတရင်တော့ကိုသူ့ဆက်ယုံအတွင်လဲ့လဲ့လိုက်ပြသည် သူကအလုယုံထဲတွင် လူသံဒီဆက်တန်တွင်နေစူညံစွာလုရှားနေကြသည် အာလမ်တော်လူတွေလုရှားလုကင်နေသည့်တနေရာတွင် လူတယောက်သည် ပလက်ကလထိုင်တလုံးနိုင်ထိုင်သည်သူ့ခြေထောက်ကိုစပွဲပေါ်တင်ကာမျက်နာကိုဥထုပ်ဖုံး၍အိတ်နေသည်ကိုတွေ့လိုက်ရသည်ဖို့ကအိတ်နေသူကိုနိုးလိုက်သည်ပလက်ကလထိုင်တွင်အိတ်နေသူကဥထုပ်ကိုဖုံးကြည့်လိုက်သည်ဟေးဟင်ရီနေကောင်းလားကွာဟုမေးလိုက်သည်ဖို့ကပြုံးလိုက်သည်ခေါင်းငိတ်ပြလိုက်သည်ဖို့ကထိုးသူကိုနှုတ်ဆက်ပြီးထွက်သွားသည်တရင်တောင်းလဲလဲထိုးအဖြစ်ကိုကြည့်ပြီးအန်အားတင်းနေသည်ဖို့ကရေလိုက်ပြီးတရင်ထောက်ကို အဲ့ဒီလူဟာကျွန်တော်အလောက်ယုံမှာအမြင်ဆုံးလာစာရတဲ့သူပဲဗျပြောလိုက်သည်တရင်တော့ကသူအလောက်ကဘာလဲဗျဘာမှမလုပ်ဘူးသူကအလောက်ကိုလာတယ်တနေ့ကွန်စပွဲပေါ်တစ်ချောင်းတင်ပြီးအဲ့ဒီလူလေးအိတ်နေတာပဲဟာအဲ့ဒီလူလူကိုခမရကဘာဖြစ်လို့လာစာအမြင်ထုံပေးထားရတာလဲဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စီမှာအတုံးဝယ်စုံနဲ့မရှိမဖြစ်လူဖြစ်နေလို့ပဲဟုဆိုလိုက်သည်ထို့နောက်ဖိုးကဆက်ချင်းပြသည်ကျွန်တော်အဲ့ဒီလူကိုလို့ဖို့ခေါ်ထားတာမဟုတ်ဘူးဗျာ သွေးဖို့ခေါ်ထားတာဒီစံယုံကြီးတစ်ခုလုံးမှာလဲပတ်နေတဲ့စနစ်တွေနဲ့ဒီဇိုင်းတွေအားလုံးဟာသူ့အတွေးလေးပဲသူကအလို့ယုံကိုလာမယ်ဂလာတိုင်းပေါ်ထိုင်ပြီးတွေးမယ်စိတ်ကူးတွေထုံးမယ်ပြီးတော့သူရတဲ့စိတ်ကူးတွေကိုကျွန်တော်စီလာပြောမယ်ကျွန်တော်ကသူ့စိတ်ကူးအတိုင်းအကောင့်ထဲပေါ်ပြီးဒေါ်လာတန်းချီရှာနိုင်ခဲ့တာပဲထို့နောက် focus ဆက်ပြီးဟော်ဒီလောကမှာတန်ဖိုးအရှိဆုံးဟာစိတ်ကူးပဲဗျအဲ့ဒီလိုစိတ်ကူးအကြံဉာဏ်ကောင်းတွေထွက်ဖို့ဆိုလာအချင်းအားနေဖို့လိုတယ် သူတွေးခြင်းရာကိုလက်လက်စွာ တွေးနိုင်ဖို့အနေအထားတစ်ခုလည်းလိုတယ်။သူကိုနေရောညပါပင်ပန်းအောင်ခိုင်းတိုင်းရင်ဘလို့မှစိတ်ကူးကောင်းတွေအကြံဉာဏ်ကောင်းတွေထွက်လာတော့မှာမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်စီမှာအလုတ်ချမ်းသမားတွေကိုခေါ်ထားသလိုတွေးတောနိုင်မဲ့လူတွေကိုလည်းခေါ်ထားတာ။ကျွန်တော်ကသူလူကိုလွတ်လပ်စွာနေထိုင် တွေးတောခွင့်ပေးထားတယ်။အဲ့ဒီအဲ့တည်းလည်းအမြင့်ဆုံးလက်စာတွေပေးထားတယ်။တင်းသမားလည်းတဝိုက်ကြလွန်တဲ့ဖြစ်လက်ခုပ်တီးကကွန်ပြူလိုက်သည်။ ဟင်နရီဖို့၏လေးစားစရာကောင်းသည့်စိတ်ထောက်မှအံ့ဖွယ်ရာဖြစ်သည်ဟင်နရီဖို့သည်ရွေလျားဇကာဘတ်ကိုတုံသည်ပစ္စည်းများအားအစဉ်စဉ်တက်ဆင်သည့်စနစ်အားပထမဆုံးအကောင့်ထဲပို့ခဲ့သူဖြစ်သည်ကိုထံရွေလာသည့်ပစ္စည်းကိုတမတ်ချင်းအတွင်ပြီးစည်းစေရန်တက်ဆင်ပေးရသည့်ခြေရာအလုတ်ယုံတွင်လှုပ်ဆောင်နေသူများအသည့်ဖြင့်တွေးတောခြင်းမရှိ အလုတ်ကပြန်ပင်မှန်သူထင်လေအိယုံသာရှိပြီတော်မူထို့ကြောင့်စိတ်ကူးသမားတွေးနေသူများကို သူကတရားခံထားသည်ဆိုခြင်းမှာအသည့်ပဲရှိပြသည်ဘူဂိတ်နှင့်ဝါရင်ဘက်ဖက်တို့သည်လည်းမိမိတို့ကိုယ်ပိုင်အချိန်ကိုမရရအောင်ယူကာအပန်းပြေနားနေတတ်သူများအဖြစ်ထင်ရှားသည်ဝါရင်ဘက်ဖက်သည်တနေ့တွင်လေးအနာရီခွဲများစာဖတ်သည်ဘူဂိတ်သည်တပတ်စာအုပ်နှုတ်ပြီးအောင်ဖတ်သည်သူတို့နှစ်ယောက်စလုံး၏တနေ့စာဖတ်အားမှာ အုပ်80ခန်းဖြစ်သည်သူတို့နှစ်ယောက်စလုံးကိုကားကိုမောင်းသည် စားတောက်ဆိုင်မြက်တွေလည်းကိုတိုင်တန်းစီယူစနစ်ထင်စားတောက်တာသည်ဖုံးတွေကိုလည်းတိတ်မတုံးသူများဖြစ်သည်သို့တော်သူတို့နှစ်ယောက်စလုံးကပအချမ်းသာဆုံးစီးရင်ဝင်တထေးငွေဖြစ်သည်သူတို့နိုင်ငံကတထေးတွေကိုအချင်ကိုမအားအားအောင်လို့သည်စာဖတ်နေသည်မှာအကြောင်းမဲ့မဟုတ်သည်ကိုတော့သိကြစေချင်ပါသည်ကျွန်တော်တို့မှာနားချင်းကစဉ်းစားချင်းစဉ်းစားအချင်းတစ်ခုခုတော့ရှိတဲ့နယ် ငယ်စဉ်ကသင်ခဲ့ရတဲ့ကဗျာလေးတစ်ခုကိုတတိယမိပါတယ် work when you work play when you play that is the way to be cheerful all day ကျွန်တော်တို့မနေမနာစူးစမ်းတဲ့အလုပ်ပြီးမြောက်မယ်ဟုထင်ရင်မှားပေလိမ့်မည်လှုပ်ချိန်လုံးနားချိန်နားမှသာစွမ်းအားတွေပို့ပြီးတိုးလာစေလိမ့်မယ်ဘဝကြီးမှာ ကာယသမားတွေလိုသလိုညာနာသမားတွေလည်းသူနေရာနဲ့သူလိုတယ်နေရာတရားနဲ့လူမှန်နေရာမှန်တုံးတက်ဖို့လိုတယ် နေရမပြီးမွေးဖွားလာရင်လည်းလူဖြစ်ဆုံးမိသည်တိန်ညွတ်နားစင်ပေးခဲ့သူတိုတာရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးကင်းကြမှာကြပါစေခင်ဗျာ